ဇိုအီးပြိုင်ဘက်လီရန်ဟာရီဆန်နဲ့ပတ်သက်ပြီးတော့ထိုင်းဆွေးအပြည်ဝင်ခွင့်ပိတ်ခံခဲ့ရတဲ့ဒေဝအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ LM ဘောင်းစင်းကနေပြန်လည်ပြီးတော့ဂျူဇိုလိုက်ပါတယ်လာမယ့်1173ပြိုင်ပွဲမှာတမ်မီဆူလင်းနဲ့လီရန်ဟာရီဆန်တို့နှစ်ယောက်ဟာထိတ်တရရင်ဆိုင်နေမှုနဲ့ပတ်သက်ပြီးတော့ခုနောက်ပိုင်းရက်ပိုင်းမှာတော့ပွဲဆူလာခဲ့တာကဆိုးရက်ပြိုင်ဘက်လီရန်ဟာရီဆန်ကတစ်ချိန်ကရိုးရလက်ဝဲကိုအထင်သေးတဲ့စကားလုံးတွေနဲ့ပြောကြားခဲ့တဲ့အတွက်ရိုးရလက်ဝဲကိုချစ်မြတ်နိုးတဲ့ဒေဝနဲ့ညှိခဲ့ကြတယ်ဆိုတဲ့အကြောင်းပါပဲ။ ဒေဝါတယောက်ယောဟာလက်ဝဲကိုဘလောက်ထိချင်းမြတ်နိုးလဲဆိုတာအရသာကြည့်တော့လို့ကပြောရမှာဖြစ်ပြီးသူကိုယ်တိုင်ကမြန်မာနိုင်ငံသားမဟုတ်ပေမဲ့ယောဟာလက်ဝဲကိုချင်းမြတ်နိုးသလိုလာပြီးတော့စော်ကားတဲ့သူတွေကိုလည်းတားရဆိုင်ခေါ်မှုတွေပြုလုပ်သွားခဲ့တာပါလီယန်ဟရစ်ဆန်ရဲ့ယောဟာကိုထင်သေးတဲ့စကားမျိုးပြောတဲ့အခါမှာတော့ဒေဝါတယောက်အဆိုပါ UK နိုင်ငံသားကိုတားရဆိုင်ခေါ်မှုတွေပြုလုပ်သွားခဲ့တာပါယောက်ျားတယောက်ယောက်ျားတယောက်ရဲ့အလုပ်ကိုလုပ်ပြသွားတယ်လို့ဆိုရမှာဖြစ်ပြီးတော့ရွေးသူစောင်းသူနဲ့ပြောနေရမှာပဲတတိရှိရင်ကြိုးဝိုင်းမော်တက်လိုက်ဆိုရင်ပုံစံမျိုးစိန်ခေါ်သွားခဲ့တဲ့အခါမှာတော့ဝိတ်တန်းမတူးဆိုပြီးတော့ပြန်လည်ငင်းဆန်သွားခဲ့ပါလိမ့်အချင်းကလေးကဒေဝါရဲ့အကောင်းဆုံးခြေနေလို့ဆိုရမှာဖြစ်ပြီးတော့ ယူဟာမှာချန်ပီယံကပ်တွေကိုတင်ပိုင်နေခဲ့တဲ့ချိန်လန်းဖြစ်ပါတယ်။ဒူကရိုင်းနဲ့ယူဟာလက်ဝဲကိုချစ်တယ်လို့ယူဟာလက်ဝဲကိုထိခိုက်လာတဲ့ကောင်းကောင်းခံနေမှာမဟုတ်တဲ့ဒေဝရဲ့မြန်မာနိုင်ငံပေါ်ချစ်တဲ့စိတ်ကြီးရတကယ်ကိုလေးစားစရာတော့ကောင်းနေခဲ့ပါတယ်။အိုက်ချရဲစိတ်နဲ့အတူယူဟာလက်ဝဲပေါ်အထင်သေးတဲ့ဇကလုံးနေနဲ့ပြောသွားခဲ့တဲ့မွေတိုင်းဖိုက်တာလီယန်ဟာရီစင်ကိုလည်းမွေတိုင်းနဲ့ပတ်သက်ပြီးတော့စကနာပြန်ထိုးတဲ့အချိန်မှာဒေဝတယောက်ဟာထိုင်းဆိုရတသက်တာပြင်ဝင်ခွင့်ပိတ်ချင်းနဲ့ပါရင်ဆိုင်သွားခဲ့ရပါတယ်။ထိုင်းဆိုရရဲ့သူတို့အားကားပေါ်စော်ကားလာတဲ့ဘယ်သူကမဆိုခွဲလို့မှမဟုတ်ဘူးဆိုတော့ပြသသွားခဲ့တဲ့သဘောလိုပဲဆိုရမှာပါ။ ဒီမာကိုရဲ့ရွာလဝိအားကစားတစ်ခုကိုစော်ကားတဲ့ဇကလုံးနေနဲ့ပြောသွားခဲ့တာတော့မှကိုနိုင်ငံသားမဟုတ်တဲ့ဒေဝကြားတဲ့လီယန်ဟာရီဆန်ကိုပြန်လဲပြီးတော့စိန်ခေါ်သွားခဲ့ရပါတယ်။တခြားသောရွာဖိုက်တာစီကနေတော့ဘလို့တုံပြန်မှုမျိုးကိုမှပြန်လဲပြောဆိုတာမျိုးတွေကိုလည်းမကြားသိခဲ့ရဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။လီယန်ဟာရီဆန်ကအင်္ဂလန်နိုင်ငံမှာအကောင်းဆုံးကိပောက်ဆင်းတဲ့မွေတိုင်းဖိုက်တာတစ်ခုဖြစ်ခဲ့လို့ကုရီလည်းနာမည်ကြီးနေတုံးပါပဲ။အမြင့်ဆုံးနေအောင်မြင်မှုတွေရတဲ့အချိန်ကကြုံလွန်ခဲ့ပါပြီ။ရွာလဝိနဲ့ပတ်သက်ပြီးတော့လီယန်ဟာရီဆန်ကရွာလဝိကိုအထင်မကြီးကြောင်းနဲ့လဝိကမွေတိုင်းနဲ့ပိုးခတ်တယ်ဆိုတဲ့စကားပြောနေကြတဲ့သူတွေက အယူတွေပဲဆိုရဲစကလုံးနေနဲ့ဝေဖန်ပြီးတော့တိုက်ခိုက်တာမျိုးတွေပြုလုပ်သွားခဲ့တာပါအဲ့လိုဟာရီဆန်ဝေဖန်ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒေဝကတီးချင်းရိုးကလက်ဝဲပဲတပွဲလောက်နှွှဲကြမလားဆိုပြီးတော့ပြန်လှည့်ပြီးတော့စိန်ခေါ်သွားခဲ့တာပါအဲ့ခါမှာတော့ဝေတန်းကိုအကြောင်းပြသွားခဲ့ပါလိမ့်ဒါကြောင့်ဒေဝဝေတန်းငယ်တဲ့စိုးလင်းနဲ့ထိုးမလားဆိုပြီးတော့စိန်ခေါ်မှုတွေထပ်မံပြုလုပ်သွားဘူးပါလိမ့်လျန်ဟာရီဆန်ကဝေတိုင်းဖိုင်တာတယောက်ပြီးပြီးရိုးကလက်ဝဲကိုစိန်ခေါ်ခဲ့တဲ့အတွက်ဒေဝလည်းအီဂျင်နိုင်ငံပရီးမီယာရှိမှာရိုးကလက်ဝဲကအဲ့လောက်လွယ်ကူနေတော့ဝေတိုင်းဆိုပြီးတော့ခေါ်ခဲ့ကြမှာပေါ့ဆိုရဲစကလုံးနေနဲ့ဝေဖန်မှုတွေကိုပြန်လှည့်ပြီးတော့ပြုလုပ်သွားခဲ့ပါလိမ့် အဆိုပါစကားကြောင့်ဒေဝါကိုထိုင်းဆိုတာပြည်ဝင်ခွင့်တတ်တတ်တာပိတ်ပင်သွားခဲ့တာပါအရိုက်ကတော်တော်ဆူဆူလို့ပြောရမှာဖြစ်ပြီးတော့ဒီလိုမျိုးတရားကိုတရားဝေဖန်တားခိုက်မှုတွေပြုလုပ်တယ်ဆိုတာကအကစားတွေပြိုင်ပွဲတွေကြားမှာဖြစ်ပေါ်နေကြရရပါပဲလွန်ခဲ့တဲ့9နှစ်လောက်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေဟာခုခါမောင်းတစ်ခါပြန်ပြီးတော့ပွဲဆူလာနေခဲ့ပြီဖြစ်ပါတယ်ဒါတမလီဆိုလင်းတို့အတွက်တစ်ချိန်လုံးကယိုဟာလက်ဝဲကိုထင်သေးတယ်နီယာဟရီစင်ကိုယိုဟာလက်ဝဲသမားတယောက်ရဲ့အကြောင်းကိုပြသသွားတော့မယ်အချိန်ခါကောင်းဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးတော့ဒေဝါကိုရိုင်းကလည်းဇိုလင်းပေါ်ယုံကြည်ထားခဲ့သူမြန်မာပြည်သားတွေကလည်းတမလီလူသားကြီးပေါ်ယုံကြည်ချက်တွေအပြည့်အဝထားရှိခဲ့တာမလို့ ပြည်စီချင်းတွေအများကြီးရှိတဲ့အချိန်မှာအကောင်းဆုံးညှိစူးစားပြီးတော့အနိုင်ရလောက်ယူပြနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုဒီမှာလဲ MMA Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပေါ်တဲ့ဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံဒီကြည့်ရတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။